COVID-19 ACC variant အားလုံးပဲမင်္ဂလာပါ The Medical Mistake Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လက်တလောကူးစက်မှုမြင်မာနေတဲ့ COVID မျိုးစိတ်အသေး ACC မျိုးစိတ်ကူးစက်မခံရအောင်နဲ့ယောဂမပြင်းထန်အောင်ကာကွယ်ပေးမယ့်နည်းလမ်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်2019ဒီဇင်ဘာလကစပြီးတော့တကမ္ဘာလုံးကိုကူးစက်ပြန့်နှံ့ခဲ့တဲ့ COVID-19 virus ပိုးဟာဆိုရင်အခု2025မေလနောက်ပိုင်းမှာတော့ SEC ဆိုတဲ့မျိုးစိတ်အသစ်တစ်မျိုးထပ်မံပေါ်ထွက်လာပြန်ပြီပဲဖြစ်ပါတယ်။ SEC variant ဘယ်ကစပေါ်လာတာလဲ။နောက်ဆုံးပေါ်ကိုဗစ်မျိုးစိတ်အသစ် SEC variant ရဲ့မူလစင်မြေကတော့လွန်ခဲ့တဲ့၃နှစ်ခွဲကာလကနေအစပြုခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့၃နှစ်ခွဲခန့်အချိန်2021ခုနှစ်နိုဝင်ဘာလတုန်းကအာဖရိကတိုက်မှာရှိတဲ့ဘောဆွာနာနိုင်ငံမှာကိုဗစ်မျိုးစိတ်အသစ်တစ်မျိုးစတင်တွေ့ရှိခဲ့ပြီးတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို report လုပ်ခဲ့ပါတယ်။ အဲ့ဒီမျိုးစိတ်တွေကို SARS-CoV-2 Omicron XBB variant ဆိုပြီးတော့နာမည်ပေးခဲ့ပြီးတော့ Omicron မျိုးစိတ်လို့လူသိများပါတယ်။ Omicron မျိုးစိတ်တွေက2022နဲ့2023ခုနှစ်တွေတွင်ကမ္ဘာအနှံ့မှာအ धिक အများဆုံးကူးစက်ပြန့်နှံ့ခဲ့ပါတယ်။အဲ့ဒီ Omicron မျိုးစိတ်မှာလည်း SARS variant လို့ခေါ်တဲ့မျိုးစိတ်အခွဲတွေအများကြီးရှိပါတယ်။အခုနောက်ဆုံးပေါ်ကိုဗစ်မျိုးစိတ်တွေ XBB variant ဟာဆိုရင် Omicron JN1 ရဲ့မျိုးစိတ်အခွဲနှစ်ခုဖြစ်တဲ့ KP3.3 နဲ့ KS1.1 တို့ recombinant အနေနဲ့ပေါင်းစပ်မိပြီးတော့မတူညီတဲ့မျိုးစိတ်သစ်တစ်ခုအဖြစ်ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ recombinant ဆိုတာပါလေလူတော်တော်များများကကိုဗစ်မျိုးစိတ်သစ်တွေအများကြီးပေါ်နေတဲ့နောက်ွယ်ကဖြစ်စဉ်ကိုသိချင်ကြမယ်လို့ယူဆတာကြောင့်ဒီနေရာမှာပြောပြပေးခြင်းပါတယ်။ ကိုဗစ်လို့ခေါ်တဲ့ကိုရိုနာဗိုင်းရပ်စ်ပိုးအပါအဝင်ယောဂပိုးပွားအလုံးဝတခြားသက်ရှိတရဝါတွေလိုပဲသူတို့ဗိုင်းရပ်စ်မျိုးစိတ်အသက်ရှင်နေထိုင်နိုင်ဖို့အတွက်မျိုးပွားခြင်းအလုပ်ကိုလုပ်ဖို့လိုအပ်ပါတယ်။ဗိုင်းရပ်စ်ကိုဖွဲ့စည်းထားတဲ့ခရိုမိုဆုံ DNA လို့ခေါ်တဲ့ genetic material မျိုးရိုးဘေးစအစိတ်ပိုင်းတွေက မျိုးပွားတဲ့အချိန်မှာပေါင်းစည်းတာ ခွဲထွက်တာတွေကိုအစဉ်စဉ်လုံဆောင်ရပါတယ်။ဒီလိုမျိုးပွားရင်းနဲ့မှာ Omicron virus ရဲ့ KP3.3 နဲ့ KS1.1 မျိုးစိတ်ခွဲနှစ်ခုမှရှိတဲ့မတူညီတဲ့အစိပ်ပိုင်းတွေဟာအချင်းချင်းပေါင်းစပ်မိပြီးတော့သူတို့နှစ်ခုနဲ့မတူညီတဲ့ ACC မျိုးစိတ်တဲ့အနေနဲ့ပေါ်လာပါတယ်။အဲ့ဒီဖြစ်စဉ်ကို recombination လို့ခေါ်ပြီးတော့အသစ်ပေါ်လာတဲ့မျိုးစိတ်ကို recombinant strain လို့ခေါ်ကြတာပဲဖြစ်ပါတယ်။ virus တွေကအမြဲတမ်းမျိုးပွားနေတာကြောင့် recombinant strain တွေမျိုးစိတ်တွေကလည်းအမြဲတမ်းထွက်ပေါ်နေပါတယ်။ ACC မျိုးစိတ်တွေကဘာလို့နာမည်ကြီးနေတာလဲ။ ဒါဆိုရင်ဒီ ACC ကိုပြမျိုးစိတ်တစ်ကိုမှကျမရဲ့ပညာရှင်တွေကဘာလို့အတိပေးချက်တွေထုတ်ပြန်နေကြတာလဲဘာဖြစ်လို့အရေးတယူပြောနေကြတာလဲမေးစရာရှိလာပါတယ်ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်အစ်တွေအများကြီးရှိပေမဲ့မျိုးစိတ်အစ်အများစုကသူတို့ရဲ့မူလမျိုးစိတ်ရင်းမြစ်တွေနဲ့ထပ်တူနှီးပါတူညီပြီးတော့ကွာခြားမှုအနည်းငယ်သာရှိပါတယ်။အဲဒီလိုသိပ်မကွာတဲ့ဗိုင်းရပ်စ်မျိုးစိတ်အစ်တွေကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာတွေ ယောဂပြင်းထန်မှုအခြေအနေတွေကူးဆက်ပြန့်နှံ့လွယ်မှုတွေစားတဲ့အချက်တွေကထပ်တူနှီးပါဖြစ်နေပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမျိုးစိတ်တွေကနေထပ်ဆင့်ထပ်ဆင့်မျိုးပွားလာတဲ့အခါမှာတော့သူတို့ရဲ့မူလမျိုးစိတ်ရင်းမြစ်တွေနဲ့တိမ်မတူတော့ဘဲနဲ့ကွာခြားမှုတွေများလာပါတယ်။ဒီလိုနဲ့နောက်ပိုင်းကျတော့ယောဂလက္ခဏာတွေယောဂပြင်းထန်မှုအခြေအနေတွေကူးဆက်ပြန့်နှံ့လွယ်မှုတွေကကွာခြားလို့လာပါတော့တယ်။ကိုဗစ်ဗိုင်းရပ်စ်ရဲ့တချို့မျိုးစိတ်တွေကလေကြောင်းနာတာနဲ့စတဲ့ တချို့ကြတော့ဝမ်းလျှော့တာကစတယ်တချို့ကြတော့အနမ်းပြောက်တယ်တချို့ကြတော့လေဘာလက္ခဏာမှမပြပဲစိတ်ကြီးလိုက်မှ ရှီမှန်းသိရတယ်တချို့ကြတော့တာမန်တုပ်ပွေးလက္ခဏာလောက်နဲ့တက်တာသွားတယ်တချို့ကြတော့အသက်ရှူကျတယ်အောက်ဆီဂျင်မှကျတယ်တချို့ကြတော့အသက်ဆုံးရှုံးတဲ့အထိဖြစ်ကြတယ်အဲ့ဒီလိုမျိုးဗိုင်းရပ်မျိုးစိတ်အမျိုးမျိုးကြောင့်ရောလူအမျိုးမျိုးကြောင့်မှမူတည်ပြီးတော့မတူညီမှုတွေအများအပြားရှိကြပါတယ်။ကျန်းမာရေးပညာရှင်တွေကဗိုင်းရပ်မျိုးစိတ်တစ်ခုဟာ တခြားမျိုးစိတ်တွေနဲ့ရှင်လိုက်ရင်ယောဂလက္ခဏာအသေးဖြစ်တာလက္ခဏာပို့ပြီးတော့တိတိတသားပြင်းထန်တာတေဆုံးမှုနှုံမြင့်တာကုသပြန့်နှံ့မှုအလုံးမြန်တာကဘာရဲ့နေရာတော်တော်များများမှာပိုဖြစ်တာစားတဲ့လူတွေကိုစိုးကျိုးတက်ရောက်မှုကြီးမားများပြားတဲ့အချက်တစ်ခုခုရှိနေပြီဆိုရင်အများပြည်သူတွေသတိထားလို့ရအောင်ရည်ရွယ်ပြီးတော့အတိပေးကြီးညာကြတာပဲဖြစ်ပါတယ် အခုဖြစ်တဲ့ ACC ကိုဗစ်မျိုးစိတ်သေးရဲ့အဓိကထူးခြားချက်ကတော့ကူးစက်ပြန့်နှံ့မှုနော်အလုံးမြန်ဆန်တာပဲဖြစ်ပါတယ်အရင်ရှိပြီးသားမျိုးစိတ်အဟောင်းတွေတဲ့ကူးစက်တာပိုမြန်ပြီးတော့တိုကွေးဗိုင်းရပ်စ်ပိုတဲ့ခဏစထိပိုမြန်နေတာပါဆိုလိုတာကတော့တိုကွေးတယောက်ကူးတဲ့အချိန်နည်းမျိုးမှာ ACC ကိုဗစ်ကတော့ခဏယောက်ထိကူးပြီးဆိုတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ ACC ကိုဗစ်မျိုးစိတ်သေးဟာဆိုရင်ကိုခံအားစနစ်ကိုကျော်ဖြတ်ပြီးတော့တောင်မှယောဂကူးစက်ဈေးနိုင်ပါတယ် ဒီလိုထူးခြားတဲ့အချက်ကြောင့်အခုဖြစ်တဲ့မျိုးစိတ်သစ်ကိုတည်ပြောင်း mutation မျိုးစိတ်အဖြစ်လဲသတ်မှတ်ထားကြပါတယ်။ ACC မျိုးစိတ်သစ်ရဲ့လက္ခဏာတွေကဘာတွေလဲ? ACC မျိုးစိတ်ကနောက်ဆုံးပေါ်အသစ်ဆိုပေမဲ့ယောဂလက္ခဏာတွေကတော့အရင်ကိုပိမျိုးစိတ်တွေနဲ့အတူတူပဲဖြစ်ပါတယ်။ယောဂပိုးကိုဆက်ခံရပြီး၂ရက်ကနေ၅ရက်အတွင်းမှာ ကိုအပူချိန်တက်ပြီးဖြားမယ်၊လဲချောင်းနာမယ်၊ခေါင်းကိုက်မယ်၊ကိုလက်နာချင်းကိုက်ခဲမယ်၊ပင်ပန်းနွမ်းနေမယ်၊နှာရည်ယိုမယ် အနှဲအယတာခံစားမှုပြောင်းမယ်တချို့လူတွေမှာဝမ်းလျှော့မယ်ဝမ်းပိုက်မအီမသာဖြစ်မယ်စားတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်အများစုကတုတ်ကွေးလက္ခဏာနဲ့ရောထွေးနေနိုင်ပေမဲ့အလွန်ကူးစက်မြန်တာကြောင့်တတိပြုဆင်ကျင်ဖို့တော့လိုအပ်ပါတယ် ACC မျိုးစိတ်သစ်ကယောဂပြင်းထန်လာကံကောင်းတဲ့အချက်ကတော့အခုပေါ်တဲ့ ACC ကိုဗစ်ယောဂကအရင်ကိုဗစ်တွေလိုပဲလူအများစုမှာယောဂပြင်းထန်မှုမရှိပါဘူး ကိုဆက်ခံရသူတော်တော်များများကအိမ်မနေရင်ကိုခံအားကောင်းလာတာနဲ့အမျှအသာပြောက်ကင်းသွားကြတာကိုတွေ့ရပါတယ်။တချို့သောလူနည်းစုတွေယောဂအခန်းကြီးကြီးမားမားရှိတဲ့သူတွေမှာပဲနမိုနီးယားအဆုတ်ရောင်ယောဂဖြစ်တာအသက်ရှူကြပြီးအောက်ဆီဂျင်ကျတာလိုမျိုးနောက်ဆက်တွဲဆိုးကျိုးတွေရှိနိုင်ပါတယ်။ ACC ကိုဗစ်ဖြစ်နေပြီဆိုရင်ဘာတွေလုပ်သင့်လဲ ACC ကိုဗစ်ယောဂတက်တာပြောက်ကင်းဖို့အတွက်ကိုခံအားကောင်းဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ အာဟာရစုံလင်မျှတအောင်စားပေးမယ်ရေများများတောက်မယ်ကောင်းကောင်းအနားယူမယ်အိပ်ရေးဝအောင်အိပ်မယ်ဗီတာမင်အဖြစ်ဆေးတွေတောက်မယ်ဆိုရင်တော့ရက်တိုတိုနဲ့ယောဂအမြန်ဆုံးပျောက်ကင်းသွားနိုင်ပါတယ်ဖြားနာကြိုက်ခဲတဲ့ယောဂလက္ခဏာတွေတက်တာဖို့အတွက်ကတော့ပါရာစီတမောဆေးတောက်သုံးနိုင်ပါတယ်တကယ်လို့ကိုဗစ်လက္ခဏာနဲ့ဆင်တူတဲ့နာတာရှည်ယောဂအခန်းတစ်ခုခုရှိတယ်ကလေးငယ်ငယ်ဒါမှမဟုတ်တက်ကြီးရွယ်အိုဖြစ်တဲ့ဆိုရင်တော့ ဆေးရုံဆေးခန်းပြပြီးတော့စောနိုင်သမျှအစောဆုံးစစ်ဆေးကုသမှုခံယူသင့်ပါတယ်။ ACC ကိုဗစ်ကိုဆက်မခံရအောင်ဘလို့ကာကွယ်နိုင်လဲ။ ACC ကိုဗစ်ပိုးကလည်းတခြားကိုဗစ်မျိုးစိတ်တွေလိုပဲအသက်ရှူလမ်းကြောင်းကတဆင့်ကိုဆက်တာကြောင့်ကာကွယ်နည်းတွေကလည်းအတူတူပဲဖြစ်ပါတယ်။ဒီမျိုးစိတ်တွေကကိုဆက်နှုံးအလုံးမြန်တဲ့အပြင်ကိုခံအားကိုပါကြော်ဖြတ်ပြီးတော့ကိုဆက်နိုင်တာကြောင့်ယောဂပိုးနဲ့မထီတွေ့အောင်တတိပြု နေထိုင်ဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။ လူတယောက်နဲ့တယောက်ခက်ခွားခွားနေပါလက်ကိုရေနဲ့ဆက်ပြနဲ့မကြာခဏဆေးပါ ရေနဲ့ဆက်ပြအစင်မပြေဘူးဆိုရင်ဟန်းချဲ့သုံးပြီးတော့ဆေးပါ အပြင်ကနေအိမ်ပြန်ရောက်တိုင်းတတိတရားနဲ့လက်ဆေးပါ မျက်စိပါးစပ်နဲ့နှာခေါင်းကိုလက်နဲ့မကိုင်းမီ မထိမိအောင်ဂရုစိုက်ပါ လူစုလူဝေးလူထိုထက်တဲ့နေရာတွေသွားတာကိုတတ်နိုင်သလောက်ရှောင်ကျင်ပါမဖြစ်မနေအပြင်ထွက်ရတဲ့အချိန်တိုင်းပါးစပ်နဲ့နှာခေါင်းစီမတ်စတာစင်ပါနှာခြေချောင်းဆိုးရင် ဒတော်စစ်ကွေးနဲ့ပါဇက်နဲ့နှာခေါင်းကိုလုံအောင်အုပ်ပါကိုရဲ့အနီးအနားမှာနှာခြေချောင်းဆိုးတဲ့သူ ရှိရင်လည်းမထီတွေးမိအောင်အုပ်ထားပါစားတဲ့နီလန်းတွေနဲ့ယောဂဘုခန္ဓာကိုယ်နဲ့မဝင်ရောက်နိုင်အောင်ကြိုတင်ကာကွယ်နိုင်ပါတယ်ကိုဗစ်ကာကွယ်နည်းနောက်တစ်ခုကတော့ကာကွယ်ဆေးထိုးတာပဲဖြစ်ပါတယ်လက်ရှိဖြစ်နေတဲ့သတိပြောင်းမျိုးစိတ်သေးဟာဆိုရင်အရင်ကကိုဗစ်မျိုးစိတ်တွေနဲ့တိဆောက်ပုံချင်းကွာခြားမှုတချို့ရှိနေတာကြောင့်ယာနုံးပြေကာကွယ်နိုင်မယ်လို့တော့အာမမခံနိုင်ပေမဲ့ အတိုင်းအတာတစ်ခုထိတော့ကာကွယ်နိုင်မယ်လို့တော့ခံမှန်းထားကြပါတယ်။ပညာရှင်တွေရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရတော့တက်ကြီးရွယ်အိုတွေနှလုံးယောဂအဆုံးနဲ့အသက်ရှူလမ်းကြောင်းယောဂစီးကျိုယောဂလိုမျိုးနာတာရှည်ယောဂအခန်းရှိတဲ့သူတွေကိုခံအားနည်းတဲ့အခြေအနေမျိုးရှိတဲ့သူတွေအနေနဲ့ကာကွယ်ဆေးထိုးထားသင့်တယ်လို့အကြံပြုထားပါတယ်။နောက်ဆုံးအနှစ်ချုပ်အနေနဲ့ပြောရရင်တော့အိုမီခွန်ကိုဗစ်မျိုးစိတ်ကနေတဆင့်တရေပြောင်းဖြစ်ပေါ်လာတဲ့ကိုဗစ်မျိုးစိတ်တဲ့ ACC variant ဟာဆိုရင် ကူးဆက်ပြန့်နှံ့မှုအလုံးမြန်ဆန်ပြီးတော့ကိုခံအားကိုပါကြော်ဖြဲ့ကူးဆက်နိုင်တာကြောင့်နိုင်ငံတော်တော်များများမှဖြစ်ပွားနေပါတယ်။ကိုဗစ်ကာလမှာမှလူသိများလာတဲ့ new normal lifestyle ဆိုတာနဲ့အတူတူနေစဉ်လူနေမှုဘဝမှာကိုဗစ်နဲ့ရှင်တွေ့နေထိုင်ရနိုင်ခြေလဲများလာတာကိုတွေ့ရပါတယ်။ ACC ကိုဗစ်မျိုးစိတ်သစ်ကယောဂပြင်းထန်မှုနေပါတယ်။စိုးရိမ်ရတဲ့အခြေအနေမျိုးသိမ့်မဖြစ်ဘူးဆိုပေမဲ့လည်းဘယ်ယောဂမဆို မဖြစ်ခင်ကြိုတင်ကာကွယ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာပြောပြခဲ့တဲ့ ACC ကိုဗစ်မျိုးစိတ်သစ်အကြောင်းကိုအတိုင်းအတာတစ်ခုထိသိရှိပြီးကာကွယ်ရေးနည်းလမ်းတွေယောဂသံသယလက္ခဏာတွေရှိရင်လုံဆောင်ရမယ့်အချက်တွေကိုလက်တွေ့ကျင့်သုံးပြီးတော့ယောဂကင်းဝေးကျန်းမာပျော်ရွှင်တဲ့ဘဝတွေရရှိနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်ပတ်တွင်မှလည်းလူကြီးမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘူးသူရရစီရဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသော ကျန်းမာရေးဆိုင်ရာအကြောင်းအရာများသည်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တီးကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် ဒဲမရီကယ်မစ်စတိတ် YouTube Channel ကို Subscribe လုပ်ထားပြီးဒဲမရီကယ်မစ်စတိတ် Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ